lobby တချက်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby တချက်ချက်တတိထားဆိုတော့ကျမအရန်တတိထားမယ်ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်စုံချက်ချက်လေးတွေကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်အနာရောမရသေးဘူးနော်ဘာမှတော့ဘာမှတော့ရွေးကောက်ပွဲနိုင်လားမနိုင်လားမသိသေးခုတည်းကကျွန်တော်တို့ချိန်လား6လားနဲ့တချို့တွေဆိုပြောနေကြပြီဆိုတော့ဆိုတော့တော်တော်ကြီးဖို့တော့ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ချက်ချက်တတိထားပါလို့ကျွန်တော်ပြောချင်ပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကကိုကြီးကဘိုးကျောင်းဆန်စတိုင် အတုခိုးပြီးတော့ lobby တွေကြက်ကြက်သတိထားပါလို့ပြောလိုက်တဲ့စကားဟာတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ဘိုးကျောင်းအောင်ဆန်းလေတန်းဘိုးကျောင်းအောင်ဆန်းစကားလုံးတွေတုံးပြီးတော့ style နဲ့မလိုက်နဲ့ပြောလိုက်လို့အဲ့ဒီလောက်ရက်ကိုမုန်းတဲ့သူတွေလည်းရှိတယ်လို့မတက်မရရှက်ဆရာကြီးလို့ခံစားချတဲ့သူတွေလည်းရှိပါတယ်။သူ့ပါတီတွေကလူတွေကတော့ဂုံယူအတက်ကြတာမျိုး ရှိခြင်းရှိကြပါလိမ့်မယ်။ဒီရက်ကပွဲပြီးလို့ရှိရင်ဥက္ကူကြီးဟာဒုတိယသမရတောင်ဖြစ်လာနိုင်တယ်လို့ခံမှန်းပြောဆိုကြတဲ့သူတွေလည်းရှိပါတယ်။ ဒီရွေးကောက်ပွဲပြီးရင်ဥက္ကကိုကြီးဘာဖြစ်လာမှာပါလဲအခု2025ဒီဇင်ဘာမှာလုံးမဲ့ရွေးကောက်ပွဲဟာမြမတပိုင်းမှာဝေဖန်မှုအခမ်းအနားဆုံးရွေးကောက်ပွဲဖြစ်ပါတယ်ရွေးကောက်ပွဲမလုပ်ခင်ကတည်းကပြည်သူလူထုကြီးကရောနိုင်ငံတကာကပါလုံးဝအယုံကြည်ကင်းမဲ့ကြတဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ်အယုံကြည်ကင်းမဲ့ကြောင်းကိုသူတို့ပြောစကားတွေအရသိနိုင်ကြပါတယ် I don't think anybody believe that those elections will be free and fair

and torture uh, the leaders of the political opposition. ဒီတော့25ခုနှစ်ဒီဇင်ဘာလ28မှာလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အဲ့ဒါဟာအတူရောင်မှာအလိညာရွေးကောက်ပွဲပါအတိုက်ခံနိုင်ငံရေးခေါင်းဆောင်ကိုဖမ်းဆီးထိန်းသိမ်းထောင်ချညှဉ်းပန်းထားပြီးတော့လုံတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲ20မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင် ါတီပေါင်း60ကိုဖျက်သိမ်းပြီးတော့လုတ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး you pointed out the importance of calling out these sham elections that are that are coming up these are not legitimate free and fair elections these are ခမားထောက်ပြသလိုပါပဲအခုလုတ်မဲ့ရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲမျှတာဖြစ်တယ်ဆိုတဲ့အချက်ကတိတ်အရေးကြီးပါတယ်တရားဝင်တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးစစ်ဆိုးရကသူ့အတွက် legitimacy ရအောင်စ조사တဲ့ရွေးကောက်ပွဲသာဖြစ်ပါတယ်

general election မဟုတ်ပါဘူးဗိုလ်ချုပ်တွေလုပ်တဲ့ရွေးကောက်ပွဲ general election ပါအာဆီယံကလည်းအကြမ်းဖက်မှုရပ်တန့်ဖို့အရင်မကြိုးစားပဲလုပ်တဲ့ရွေးကောက်ပွဲမှုလို့လက်မခံနိုင်ဘူးလို့ဆိုထားပါတယ်ဒါရင်မကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တောင်မှအာဆီယံကိုစားပြုပြီးတော့ဆွေးလွတ်မှာမဟုတ်ဘူးလို့လည်းပြောဆိုခဲ့ပြီးပါပြီဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ဒီရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်မြို့ရီရွာတွေကိုအကြီးအကျယ်ပုံကျဲနေပါတယ် ပြည်တော်စစ်ဖြစ်ပွားလာတဲ့ဒီ၄နှစ်ခွဲကာလအတွင်းမှာအခုရွေးကောက်ပွဲအကြိုကာလဘုံကျက်မှုကအများဆုံးပါသူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်ကလေးတငယ်တွေအပါအဝင်လူအမြောက်များအသက်ပေးခဲ့ကြရပါတယ်အသက်ပေးနေကြရပါတယ်ရွေးကောက်ပွဲကိုစန့်ကျင်လို့ဆိုပြီးတော့ဖန်စီထောင်ချတာတွေကိုလည်းအကြီးကျယ်လုပ်နေပါတယ်ဟာဟာပေးတဲ့လူအသက်ပေးတဲ့လူ like ပေးတဲ့လူကိုတောင်မှဖမ်းပါတယ်ချောင်းစုံမြို့နယ်မှာ အသက်65နှစ်အရွယ်အဖိုးဦးကျော်မြင့်ကိုရွေးကောက်ပွဲကိုယ်စားလှယ်ဆင်းဆုပ်ဖြဲလို့ဆိုပြီးတော့နိုဝင်ဘာလ22ရက်နေ့မှာထောင်ဒဏ်18နှစ်အထိချမှတ်ခဲ့ပါတယ်။သူတို့ဖမ်းထားတဲ့လူတွေရာကျော်ပါပြီ။ဒါကိုကြည့်လို့ရှိရင်ရွေးကောက်ပွဲအပေါ်မှာပြည်သူလူထုကဘလောက်ထိစိတ်ပြက်နေတယ်ဆန့်ကျင်နေတယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဆိုအဝါဆုံးရုပ်ပြက်စင်ပြက်အနိုင်ဆုံးအချက်ကတော့2020ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီရဲ့ခေါင်းဆောင်တွေကို ထောင်ထဲထည့်ပြီးတော့လုတ်တဲ့ရွေးကောက်ပွဲဖြစ်နေတဲ့အချက်ပါပဲသူတို့ကိုနိုင်ထားတဲ့အဲ့ဒီ NLD ပါတီကိုလုံးဝဖျက်သိမ်းပြလိုက်ပါတယ်အဲ့ဒီ2020ရွေးကောက်ပွဲမှာရှုံးနေခဲ့ဘူးသူတွေကြည့်တက်တက်ဖယ်ရှင်ပြိုင်ကြမဲ့အရှုံးသမားတွေရဲ့ရွေးကောက်ပွဲဖြစ်နေပါတယ်အဲ့ဒါအခုလုံမဲ့ရွေးကောက်ပွဲအတွက်ဂုံသိက္ခာအမဲ့ဆုံးအချက်ပါပဲဒါတွေအားလုံးဟာရွေးကောက်ပွဲ ပုံရိပ်ပါဒီရွေးကောက်ပွဲဟာဘလို့ရွေးကောက်ပွဲလဲဆိုတာကို တုပ်ဖို့ကပ်ပြနေတဲ့ဇလန်းတွေပါပဲဥက္ကူကိုကြီးစီကိုကျွန်တော်အင်တာဗျူးတောင်းထားတာ၁၀ရက်ကျော်ပါပြီအကြောင်းမပြောင်းပါဘူးဥက္ကူကိုကြီးနဲ့ကျွန်တော်နဲ့အရင်ကအင်တာဗျူးအများအပြားလုပ်ခဲ့ပြီးပါတယ်ဒါပေမဲ့အခုအာနာသိန်းအပြီးမှာတော့အချိန်ချင်းတောင်းဝင်မဲ့ကျွန်တော်ကိုအင်တာဗျူးမပေးပါဘူးသူကိုယ်တိုင်မဖြေချားပေမဲ့ရသမျှအချက်လက်တွေအပေါ်မှာပဲသုံးသပ်ကြည့်ပါမယ်ကျွန်တော်တို့ဆဲဆူတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လဲဒီဘက်မှာကဟလာမယုံသင်္ကာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင် အဲ့ဒီအန်ဒီအေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့လူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ကြက်ကြက်သတိထားပါလို့ကျွန်တော်ပြောချင်နိုင်ငံရေးနီးလန်းနဲ့ဆောင်ရွက်တဲ့ platform ကိုဖျက်ဆီးပြစ်ဖို့စ조사တဲ့သူတွေကြက်ကြက်သတိထားပါလို့သူကခက်တီတီကြီးမိန်ကြားသွားပါတယ်ဘယ်သူတွေကိုပြောတာပါလဲ လော်ဘီတွေလို့ပြောထားတော့စစ်တပ်ကိုပြောတာတော့မဟုတ်တော့ပါဘူးစစ်တပ်ကိုတော့သူကပြောမဲ့ပုံလည်းမရှိပါဘူးရွေးကောက်ပွဲရလက်တောင်မှစစ်တပ်ကြိုက်တဲ့ရလက်မျိုးထွက်မှာဖြစ်မယ်လို့ပြောထားတဲ့သူပါဒီတော့သူ့ရင်မှန်ချက်ကလည်းစစ်တပ်အကြိုက်ရလက်ကြီးတွေမှာအုတ်တစ်ချက်တဲတဲ့ပွင့်အနေနဲ့ဝန်ထမ်းဖို့ပဲဖြစ်မှာပါစစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မနဲ့လို့ပြောဘူးတဲ့ဘိုလ်ချုပ်အောင်ကြီးကိုလည်းသူကမကြခင်ကပဲကာကွယ်ရေးသားသွားခဲ့ပါသေးတယ်တကယ်တော့နိုင်ငံရေး platform ကို ဖျက်ဆီးတာဟာစစ်တပ်ပါသူတို့အနိုင်မရလို့အာဏာသိမ်းတာဟာနိုင်ငံရေး platform ကိုဖျက်ဆီးတာပါပဲလူတိုင်းသိပြီးသားမလို့အကျယ်ရှင်းမပြတော့ပါဘူးဒီဗီဒီယိုထဲမှာသူများသတိမထားမိတဲ့အချက်ချက်ကိုကျွန်တော်သတိထားမိပါတယ်ဥကူကိုကြီးပေးမှာထိုင်နေတဲ့ဒီလူရဲ့နာမည်ကဥအောင်ခိုင်ဦးလို့ခေါ်ပါတယ်သူ့ကိုဥကူကိုကြီးရဲ့အနီးကပ်ခဏခဏတွေ့ရပါတယ်ဥကူကိုကြီးအတွက်ရေးပါတဲ့လူယုံတော်တယောက်ဖြစ်ပုံရပါတယ်နိုင်ငံခြားဧည့်သည်နဲ့တွေ့ဆုံတဲ့ပွဲမှာတောင်သူ့ပါပါတယ် ူတယောက်တည်းပဲပါတာကိုတွေ့ရပါတယ်။သူဟာ2015 2020ရွေးကောက်ပွဲတွေမှာကြက်ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ်နဲ့ဝေရောက်ရှင်ပြိုင်ပြီးတော့နှစ်ကြိမ်စလုံးမှာရှုံးနေခဲ့တဲ့သူဖြစ်ပါတယ်။သူကရဲအရာရှိဟောင်းမြို့နယ်မူဟောင်းလည်းဖြစ်ပါတယ်။မြို့နယ်မူယာရူရဖို့အတွက်ကျောင်းနေဘက်တငယ်ချင်းရဲ့အဖေကဘိုတန်းရွှေလက်ထက်မှာလူကြီးဖြစ်နေလို့သူ့ကိုသွင်းပေးခဲ့တာပါ။ပြည်သူ့ပါတီရဲ့ဘိုးကော်မတီအစည်းအဝေး တယောက်သူများတပ်ပုံထဲမှာသူ့ကိုတွေ့ရတဲ့အတွက်သူဟာဘိုးကောမဒီဝင်တယောက်လို့ခန့်မှန်းရပါတယ်သူ့နာမည်ကတော့ Michael Tron လို့ခေါ်ပါတယ်ပြည်သူ့ပါတီရဲ့ကိုယ်စားလှယ်အဖြစ်ပြင်ဦးလွင်မြို့နယ်ကနေဝင်ပြိုင်မဲ့သူပါတိုင်းဒေသကြီးလွှတ်တော်မှာ FPTP ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မဲ့သူပါသူဟာကြန့်ခိုင်ရေးပါတီနဲ့အလွန်နီးစပ်သူဖြစ်ပါတယ်ကြန့်ခိုင်ရေးပါတီရဲ့လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်ကြန့်ခိုင်ရေးပါတီဝင် ဟုတ်မဟုတ်ကိုတော့တိတိကျကျ မသိရပါဘူးသူ့နာမည်ကဒေါ်လွန်လွန်မှာပါ သူကမရပူရာမြို့နယ်ပြည်သူ့ပါတီအတွင်းမှုပါသူကမန္တလေးမရပူရာမြို့နယ်ပြည်သူ့လွှတ်တော်မှာ FPTP အမတ်လောင်းဖြစ်နေဝင်ရောက်ရှင်ပြိုင်မဲ့သူပါမဘာသာတယောက်ဖြစ်ပါတယ်ဝီရသူရဲ့တပည့်လို့သူ့ကိုယ်သူကြေညာထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုမုံတီးသူဖြစ်ပြီးတော့ဆန့်ကျင်တဲ့အရေးသားတွေရေးသားထားတာကိုသူ့ရဲ့လူမှုကွန်ရက်ဆံမျက်နှာပေါ်မှာတွေ့ရပါတယ်ပြည်သူ့ပါတီရဲ့ ကိုယ်စလဲတော်များဟာအားရစရာကြီးတွေပါတကယ့်ကိုအားရစရာအကောင်းဆုံးလူကတော့အခုမှလာမှာပါသူကတကယ့်ကိုအားရလောက်အောင်အားပေါင်းအာရင်တန်တန်နဲ့ပြောတတ်သူကြီးပါသူ့နာမည်ရင်းကဥအောင်ကျော်မိုးပါသူ့ကိုမဘာတာမိုက်ကယ်ဇိုးလို့လူသိများပါတယ်သူကိုယ်တိုင်ကလည်းအဲ့ဒီနာမည်ကိုကြည်ကျင်းနဲ့နဲ့ခံယူထားပါတယ်အေရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မဲဆန္ဒနယ်မှာဥက္ကူကိုကြီးတို့ပြည်သူ့ပါတီရဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်းပြမဲ့သူပါသူဟောပြောထားတဲ့ဗီဒီယိုတစ်ခုကိုဖွင့်ပြပါမယ်နားနဲ့မနာဖော်နဲ့နားတော်မူကြပါတော်တော်စိတ်ပြည့်စရာကောင်းတဲ့စိတ်တက်ရုပ်ပတ်အောက်တန်းကကြားတဲ့အမျိုးသားရေးလောကဟမ်ပြီးရင်ဘယ်မိမကိုစောင်းဖို့ကြည်ရမလဲကြောင်ရမလဲမအေလို့အမျိုးသားရေးလောကဟမ်မယုံဘူးဆိုရင်ပုံချောချောလာလာလေ ော်မိုင်ကယ်သောပြောတာမယုံဘူးဆိုရင်ခမည်းတော်အထင်ကြီးလဲသားပါလေဆိုတော့အမျိုးသားရဲ့လောကသားတွေပါလာလိုက်မယ်လို့ဖို့ချောင်းလိုက်မယ်နော်ဆရာကြီးခိုင်းတဲ့ဝင်လာလိုက်မယ်ဝိတ်ကောတဲ့ဝင်လာလိုက်မယ်ဟမ်အဲ့လိုဖောက်ပဲအောက်ကလာကြလို့တဲ့အမျိုးသားရဲ့လောကအခုသူဟာပြည်သူပါတီကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်ပါတော့မယ်ပြည်သူလူထုကြီးများသူ့အပြောလေးတွေကိုနှစ်သက်ရင်မဲပေးလိုက်ကြပါခင်ဗျာ ူ့နာမည်ကတော့ဒေါ်ဖြိုးဖြိုးတွယ်လို့ခေါ်ပါတယ်။သူကနေပြည်တော်လယ်ဝေးမြို့နယ်ကပါ။ပြည်သူ့လွတ်တော်ရဲ့ FPTP အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်းပြမှာပါ။သူကစစ်တပ်ထောက်ခံသူတယောက်ဖြစ်ပါတယ်။တပ်ထောက်ခံပွဲတွေမှာပါဝင်လက်ရှိသူတယောက်ပါ။သူ့ကိုမဲပေးရင်စစ်တပ်ကိုမဲပေးလိုက်တာနဲ့တိတ်မကွာလောက်ဘူးလို့ထင်ရပါတယ်။ဒေါ်သက်သက်ခိုင်တို့ပြည်သုံးလုံးပါတီကသူတို့ပါတီအတွက်စစ်တပ်ထဲကအရာရှိတွေကိုကိုယ်စားလှယ်လောင်းအဖြစ်နဲ့ပေးဖို့တောက်ခံခဲ့တယ်လို့ သူကိုယ်တိုင်ထုတ်ပြောထားတာရှိပါတယ်ပြီးသုံးလုံးမှာပဲစစ်တပ်လူထွက်တွေကိုအဲ့ဒါလိုလက်ခံထားတာပါနေတာမဟုတ်ပါဘူးပြီးနှလုံးပြည်သူပါတီမှာလည်းပါပါတယ်နေပြီးတော့ပုပ္ပတိတိမြို့နယ်မှာပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူပါတီကိုယ်စားလှယ်ကတော့ဗိုလ်ကြီးစင်ဝိုင်းဖြစ်ပါတယ်ကျွန်တော်နာမည်ကိုစင်ဝိုင်းပါ အော်ဒါဆိုအကူကဒီဘယ်ပါတီရလဲဗျပါတီတိုင်းကျွန်တော်ပြည်သူပါတီရပါဗျာဟုတ်ကဲ့ပြည်သူပါတီရဘယ်မြို့နယ်ဝင်ကြရပါကျွန်တော်နေပြည်တော်ပြည်သူ့နယ်မြေဇာတိကန်ပုပ္ပတိမြို့နယ်ပြည်သူလူတဲ့ကိုယ်စားလောင်းဝင်တိုင်းပါဗျာဟောပြည်သူရဲ့ဝင်တော့အရင်နိုင်ငံရဲ့အရင်နဲ့လောက်တာလားဗျာမဟုတ်ပါဘူးဗျာအော်အရင်တော့ကဘာလောက်တာလားဗျာအရင်တော့ကကျွန်တော်စစ်မှုထမ်းပါဟုတ်ကဲ့စစ်မှုထမ်းငိမ့်သားပါဟုတ်ပါတယ်စစ်မှုထမ်းဆိုတာပြောလို့ဟိုစစ်မှုထမ်းဆိုတာကျွန်တော်တို့ဗာလဲအခြားဆင်လားအရာရှိလားအရာရှိပါ 哦，ရစီကထွက်တော့ဘယ်လောက်ကြာပြီဗျ။အာကျွန်တော်က၈လပိုင်း၂ရက်နေရထွက်ပါတယ်။၃ရက်နေမှာကျွန်တော်ပါတီဝင်ပါတယ်။ဩဂုတ်လ၂ရက်နေမှာတက်ကထွက်ပြီးတော့ဩဂုတ်လ၃ရက်နေမှာပြည်သူ့ပါတီဝင် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဘိုးကြီးခမောင်ချူကတော့ OTS အမှတ်စဉ်၈၈ကနေဆင့်လာတဲ့ဘိုးကြီးဟောင်းဖြစ်ပါတယ်။၂၀၀2010ခုနှစ်ဘိုးတန်းရွှေနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အချိန်မှာသူဟာဗမော်မြို့နယ်ရဲ့မာယာကအဖွဲ့ဥက္ကဋ္ဌပါ အဲ့ဒီကလဟာနာဂစ်မုန်တိုင်းကြီးတိုက်ပြီးစအချိန်2008အခြေခံဥပဒေအတည်ပြုတဲ့အချိန်ကြီးဖြစ်ပါတယ်။သူကတော့ဘူဂျီဟိန်းထူလိုက်မှာ2018ခုနှစ်လောက်က KNU တက်မဟာနှစ်နယ်မြေမှာစစ်တပ်ဘူဂျီအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူပါ။စစ်တပ်မှာ2008ခုနှစ်ကနေ2022ခုနှစ်အထိ14နှစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူလို့ဆိုပါတယ်။သူကစစ်ဘုံလူထွက်ပါငင်းချမ်းရေးရစေခြင်းလို့လွတ်တော်အမတ်အဖြစ်အရွေးကောက်ခံတာလို့ သူကဆိုရတယ်။သူကအငိမ့်စားပူကြီးအစ်ဆက်လို့ခေါ်ပါတယ်။ပြည်သူပါတီရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်ပါပဲ။တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မယ်လို့ဆိုထားပါတယ်။ FPTP ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မှာပါ။စစ်တပ်ကလည်းဘယ်တော့ကထွက်တယ်ဆိုတာကိုတော့တိတိကျကျမသိရပါဘူး။မန္တလေးတိုင်းမက်ဆန်နနဲ့အမှတ်3ကနေအမျိုးသားလွှတ်တော်ကိုစလေ PR ကိုစလေလောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူက ဥဝင်းဆန်းဦးလို့ခေါ်ပါတယ်ပြည်သူ့ပါတီကိုယ်စားလှယ်ပါသူက DSA အပတ်စဉ်50တန်းတန်းစင်ပါအဲ့ဒီမန္တလေးတိုင်းမဲဆန္ဒနဲ့အမှတ်3ကနေပဲအမျိုးသားလွှတ်တော်ကိုယ်စားလှယ် PR ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူကဥဟန်မင်းဝင်းလို့နာမည်ပေးထားပါတယ်သူက DSA အပတ်စဉ်52တန်းတန်းစင်ပါ PR ကိုယ်စားလှယ်တွေကအထူးရည်ရွယ်ထားတဲ့ကိုယ်စားလှယ်တွေဖြစ်နေတာများပါတယ် ဘာဖြစ်လို့လဲဆိုတော့သူတို့က FPTP လို့ကိုရိုင်းအနိုင်မရခဲ့လို့ရှင်တောင်မှအချိုးကျအမတ်နေရာတချို့ရလို့ရှင်သူတို့ကိုထဲသွင်းပေးလို့ရတဲ့အတွက် PR ကိုစလဲတွေဟာတေချာပေါက်ထဲ့ကျင်တဲ့သူတွေကိုရထားလိမ့်ရှိပါတယ်ခင်ဗျားတို့မကြိုက်တဲ့သူတွေအုတ်ချုပ်မှာကိုမလိုလားရင်ကျွန်တော်တို့ပါတီကိုမဲပေးပါလို့ဥက္ကူကြီးကပြောပြီးတော့မဲဆွဲပါတယ်အခုတွေ့ရတာကတော့ပါတီတိုင်းဟာအိုယောယောကြောက်ယောယောဖြစ်နေပါတယ် အခုကျွန်တော်အပေါ်မှာဥမာပေးထားတဲ့ရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုကြည့်ရင်ဘယ်ပါတီကိုပဲမဲပေးပေးတိတ်မထူးလောက်ဘူးလို့ထင်စရာရှိပါတယ်အခုကျွန်တော်ပြောထားတဲ့ကိုယ်စားလှယ်တွေဟာကျွန်တော်တွေ့တဲ့လောက်ကိုပဲဥမာပေးထားတာပါအချိန်ယူကြကြနာနာသူတေသနာလုပ်ပြီးတော့အကုန်လုံးလှန်လို့ရှာဖွေထားတာမဟုတ်ပါဘူးအကုန်လုံးကိုသာစစ်စစ်ပတ်ပတ်ရှာဖွေရင်ဒီထက်အများကြီးပိုတွေ့ရအောင်မယ်လို့ယုံကြည်ပါတယ်ဥက္ကူကိုကြီးနဲ့လွန်ရင်းနှီးတဲ့လုတ်ဖော်ကိုင်ဘက်တူဖြစ်သူကိုချင်းမီဟာ ျိုးပေးအသက်ခံထားရပါတယ်။ဥကူကိုကြီးကတော့အဲ့ဒီကျိုးပေးတတ်သူတွေချဲလဲကျင်းပတဲ့လွတ်တော်တဲ့ဝင်ရောက်ဖို့ရာရွေးကောက်ပွဲမှာရှင်ပြိုင်မှာတော့မယ်။ကိုချင်းမီကိုကျိုးပေးတတ်ထားတဲ့လူတွေရဲ့မျက်နှာကိုသူဘလို့စိတ်ထားနဲ့ကြည့်ရှုပြီးတော့ဘလို့စိတ်ထားနဲ့စကားပြောဆိုနေပါတယ်။သူ့တငယ်ချင်းကိုကျိုးပေးတတ်ထားတဲ့လူတွေစီကဘာတွေများရမယ်လို့ထင်လို့သူဟာနိုင်ငံရေးပူပေါင်းဆောင်ရွက်နေတာပါလေ။ သူပြောတာကတော့နိုင်ငံရေး platform လို့ဆိုပါတယ်အဲ့ဒီ platform ပေါ်မှာဘာတွေကိုများဥက္ကူကိုကြီးတွေ့ထားပါတယ်အများပြည်သူနိုင်ငံတကာနဲ့သတင်းသမားတွေကတော့အဲ့ဒီ platform ပေါ်မှာအမိုက်တွေကိုပဲမြင်ပါတယ်ဥက္ကူကိုကြီးကဘာတွေကိုမြင်ထားပါတယ်တရားမျှတမှုလုံးဝမရှိဘဲအဆုံးစွန်အထိညစ်ပတ်ထားတဲ့ရွေးကောက်ပွဲတစ်ခုကနေပြည်သူလူထုအကျိုးစီးပွားကိုတော့ဘလို့နည်းနဲ့မှရှာဖွေလို့ရနိုင်မယ်မထင်ပါဘူးဒီရွေးကောက်ပွဲကစစ်အုပ်စုနဲ့ ကြက်ခံရဲကအပိုင်ညစ်ထားတဲ့ရွေးကောက်ပွဲပါခလေးတောင်သိပါတယ်2015ရွေးကောက်ပွဲမှာဥက္ကမောင်ဆွေတို့ဥသိမ့်ညွန့်တို့ရခဲ့တဲ့အခြေအနေလောက်တောင်မှဥက္ကူကြီးတို့အခြေအနေမကောင်းနိုင်ပါဘူးအဲ့လိုရွေးကောက်ပွဲကနေသူဟာဘယ်နှနေရာများအနိုင်ရမှာပါလဲသူဟာနေရာအ ਨੇ စုကိုပဲအနိုင်ရမယ်ဆိုတာလဲသူ့ဘာသာတွက်ပြီးသားပါဝင်ပြိုင်နိုင်တဲ့နေရာစုစုပေါင်းကကြက်ခံရေးပါတီရဲ့ တဝက်လောက်ပဲရှိပါတယ်။ကြံ့ခိုင်ရေးပါတီက283နေရာရှင်ပြိုင်ပြီးတော့ပြည်သူပါတီက150တနေရာပဲပြိုင်နိုင်တာပါ။သူရမယ့်အမတ်နေရာအ ਨੇ စုကိုကန်ပြီးတော့စစ်အုပ်စုရဲ့သွေးစွန်း platform ပေါ်ကနေဗားရီများရနိုင်ပါပါလေ။အဲ့ဒီ platform ပေါ်မှာဒေါန်ဆန်းစုကြည်ကိုယ်တိုင်ဝန်ကစားကြည့်ပြီးပါပြီ။85ရာခိုင်နှုန်းကျော်အနိုင်ရထားတဲ့အမတ်တွေနဲ့ဝန်ကစားကြည့်တာတောင်းနောက်ဆုံးတော့အညစ်ခံရပါတယ်အာဏာအသိမ်းခံရပါတယ် ဒေါ်ဟဆန်းစုကြည်တောင်ဘာမှ ဖြစ်ဖြစ်မြောင်မြောင်လုတ်ခွင့်မရခဲ့ပါဘူးအခုအဲ့ဒီ platform ဟာဒေါ်အောင်ဆန်းစုကြည်တို့ဝင်ပြိုင်နှုန်းကထက်အများကြီးပိုဆိုးနေပါတယ်တွေးတွေစွန့်နေပါတယ်မတရားညစ်ပတ်မှုတွေအထက်ထက်တိုးထားပါတယ်အဲ့ဒီ platform ပေါ်ကနေဥက္ကူကြီးဘလို့ပဲရှာရှာပြည်သူလူထုရဲ့အကျိုးစီးပွားကိုတော့တွေးနိုင်စရာမရှိဘူးလို့ပြောရင်ဘလို့မှမထင်ပါဘူးကဲပြည်သူလူထုအတွက် အကျိုးစီးပွားမရနိုင်ဘူးဆိုတော့သူ့အတွက် တကိုရေအကျိုးစီးပွားများရနိုင်စရာရှိပါသလားစေအောင်စုကငါတို့ရွေးကောက်ပွဲမှာအိတ်ဖြစ်ကစားပေးပါမင်းကိုနေရာကောင်းကောင်းတနေရာပေးပါမယ်လို့သဘောတူညှိနှိုင်းထားတာမျိုးများရှိနိုင်ပါသလားစေအောင်စုရဲ့ဂရီစကားကိုယုံစားရင်တော့အမှားကြီးမှားပါလိမ့်မယ်လူသိရှင်ကြားပေးထားတဲ့ဂရီတွေကိုတောင်မှစေအောင်စုဟာအချင်းချင်းချိုးဖောက်ခဲ့တယ်ဆိုတာကိုဥကူကိုကြီးမသိစရာအကြောင်းမရှိပါဘူးဥကူကိုကြီးဟာရွေးကောက်ပွဲပြီးရင်ဒုတိယသမ္မတဖြစ်လာလိမ့်မယ်လို့ခံမှန်းနေတဲ့သူတွေရှိပါတယ် ဥက္ကုကြီးကိုဒုတိယသမရနေရာပေးဖို့ဆေယောစုကသဘောတူထားတယ်ဆိုတာမျိုးခံမှန်းတာပါဒုတိယသမရလွတ်တော်ဥက္ကရာလွတ်တော်ဒုဥက္ကရာတို့လိုနေရာမျိုးဟာတကယ်တော့ပေးမယ်ဆိုရင်ဆေယောစုအနေနဲ့ပေးလို့ရပါတယ်ပေးပြောပါတယ်တရားလဲဆိုရင်ပေါ့လေဘိုးချုပ်တန်းရွှေသားဆိုလို့ရှိရင်ပေးကောင်းပေးနိုင်လောက်တယ်လို့တွက်ချက်ခံမှန်းလို့ရပါတယ်ဘိုးချုပ်မင်းအွန်လိုင်းကတော့အရင်အရင်အာနာရှင်နေနဲ့မတူတဲ့သူပါသူကအပြတ်လောက်တတ်တဲ့သူတယောက်ပါ သူများကိုနည်းနည်းမှမတရားတဲ့သူနည်းနည်းမှမျှဝေမကြွေးကျင်တဲ့သူမျိုးပါသူ့ကိုနည်းနည်းပါပါအန်တရဲ့ပေးနိုင်လောက်တယ်လို့ထင်ရင်တော့အပြတ်ခါထုတ်တတ်တဲ့သူပါသူ့အတွက်စိတ်မချဘူးထင်လို့ရှိရင်မွေဘွေးကြိုက်ပိုက်ဖို့မဆိုထားနဲ့ရင်းမွေးတောင်းကြိုက်ပိုက်လိမ့်မရှိတဲ့သူပါစစ်တပ်အကြိုက်လိုက်ပြီးတော့တီကောင်လေးလိုဟန်ဆောင်ပြလေလွယ်လွယ်နဲ့ယုံမဲ့သူမျိုးမဟုတ်ပါဘူးမွေမွေချင်းချင်းမြင်တတ်တဲ့သူပါ ရွက်ကောက်ပွဲပြီးသူတို့အသာစီးရရင်ဘုံမြင့်အောင်နိုင်ဟာနောက်ဆိုးရကိုစစ်တပ်ကလူတွေနဲ့ပဲအပြစ်ဖွဲ့စည်းဖို့အများတယ်လို့ယူဆရပါတယ်အခုစစ်တပ်ထဲကလူတွေစစ်တပ်ထိပ်ပိုင်းကလူတွေအခုဘုံမြင့်အောင်နိုင်ရဲ့စစ်ကောင်စီမှာယာရူးကြီးယူခဲ့တဲ့သူတွေကိုအခုကြက်ခန့်ရေးပါတီတဲကိုထည့်ပြီးတော့ကြတော့ရွေးကောက်ပွဲဝင်ခိုင်းတာကိုကြည့်လို့ရှိရင်သူ့ရဲ့အကြံစီကိုတော်တော်လေးသိနိုင်ပါတယ်တိုင်းရင်းသားတွေကနေတော့ဟန်ပြလောက် ပါနိုင်ပါတယ်အဲ့ဒီတိုင်းရင်းသားဆိုတာကလည်းစစ်ထွက်တိုင်းရင်းသားတို့ကြက်ဖို့တိုင်းရင်းသားတို့သာဖြစ်ပါလိမ့်မယ်အပြတ်လုံမှာပါမယုံမရှိပါနဲ့စစ်တိုက်တဲ့နေရာနဲ့စီမံအုပ်ချုပ်တဲ့နေရာမှာမပြတ်မသားနဲ့ရောင်းဝါးဝါးခဏဖြစ်တတ်တဲ့ဗိုလ်မင်းအောင်လိုင်းဟာရက်ဆက်ရမယ့်နေရာမှာတော့အလွန်ပြတ်သားပါတယ်ကိုကျိုးစီဝါနဲ့ပတ်သက်အလွန်ပြတ်သားပါတယ်ဥမာတစ်ခုကိုပြောပြပါမယ်ဘုံနေဝက်လက်ထက်မှာဘိုးဆန်းယူကနံပါတ်1ဘိုးတန်းရွှေလက်ထက်မှာဘိုးမောင်အေးကနံပါတ်1ပါဘိုးမင်းအောင်လိုင်းလက်ထက်မှာနံပါတ်2ဘယ်သူပါလဲ နမနှစ်ပြောက်နေပါတယ်အဲ့ဒါတမင်လောက်ထားတာပါဘသူကမှမယုံနိုင်ဘသူကမှမျှဝေစားတောက်ခွင့်မပေးချင်တာရဲ့ကြောင့်နမနှစ်တွေအများကြီးဖန်တီးထားပါတယ်တိတိကျကျနမနှစ်ဘသူဆိုတာကိုကြာရှာမရပါဘူးပြောရမှာအာနာစရာတောင်ကောင်းမလားမသိပါဘူးဒီလူကြီးကအဲ့ဒါလောက်ထိရုပ်မာတယ်လို့သာပြောလိုက်ချင်မှာတော့တယ်အဲ့ဒါကြောင့်ဥက္ကူကြီးပြောနေတဲ့နိုင်ငံရေး platform ဆိုတာပေါ်ကနေပြည်သူ့အကျိုးစီးပွားနဲ့တူတာဆိုလို့ ပန်းချောက်ကလေးတပွင့်တောင်မှရနိုင်ကြမရှိပါဘူးသူ့ကိုကျိုးအတွက်စေုပ်စုကသဘောတူထားတာနည်းနည်းပါးပါရှိကျင်ရှိနိုင်ပေမဲ့မျိုးမျိုးမြက်မြက်ရနိုင်ခြေကတော့အလွန်နှဲပါလာပါတယ်ရွေးကောက်ပွဲပြီးရင်ဥက္ကကိုကြီးဘာဖြစ်လာမလဲဆိုတော့စစ်တပ်နဲ့ပေါင်းသင်းသူကြီးဆိုပြီးတော့ပြည်သူလူထုကထင်မြင်သူတယောက်ဖြစ်လာပါလိမ့်မယ်အခုကိုထင်နေကြပါပြီရွေးကောက်ပွဲအပြီးမှာဥက္ကကိုကြီးရဖို့အများဆုံးဖြစ်နိုင်တာကတော့အသေးကွဲဝေဒနာနဲ့ ပြည်သူတွေကပေးတဲ့နာမည်ဆိုလက်မှတ်တခုသာဖြစ်ဖို့များပါတယ်ခင်ဗျာ။